ပါမိုးရဲ့ channel ကိုကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တက်ဆက်ပေးခြင်းနဲ့ပြောရတော့ line ပေါ်မှာအရောက်မှာပြတ်နေနေတယ် line တရားကချမ်းရီဖနှက်ဆက်ရုံပေါ့နော်ဒီလူအရောက်6000ကျော်လစာရီနှိမ်ပြတော့ပေါ့နော်အချိန်ပိုပြီးစင်ခိုင်းလို့ဆိုပြီးတော့အလုတမားတရားနေပြီးတော့ဆန္ဒပြနေရမှာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ကြည့်တဲ့အမျိုးကြီးလည်းဘုသူတာသင်ခန်းစာရအောင်လို့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော် တော့ရမ်းပန်ကြီး၄တောင်းရယ်နောက်တစ်ခုက override 2000ရယ်နောက်တစ်ကြိမ်နောက်တစ်ကြိမ်တို့ပေးဖို့ရယ်ဟုတ်တယ်မလားဟုတ်ပြီအဲ့ဒါကိုအာသူကသမီးတို့တွေတည်ကျင်တာငါတို့မတို့တွေတည်ကျင်တာငါမတို့တွေတည်ကျင်တာကဘယ်တော့လောက်အဖြေပြန်ပြီးတော့ပေးနိုင်မလဲဘယ်တော့လောက်ဆွေးနွေးမှုအခြေအနေကိုပြန်ပြီးတော့အာပြောပြပေးနိုင်မလဲလို့ပြောတာဟုတ်အဲ့တော့အမက9ရက်အလုံးလုံးရဲ့9ရက်ပေးပါလို့ပြောတယ်ဟုတ်လား ဟုတ်ပြီအာဆိုနာကအမတထေးနဲ့တော့တထေးဆိုတာထာကအမမတထေးရဲ့တထေးရောအများကြီးပဲလို့ဆိုရင်ကဟုတ်ရဟောဆက်ယုံမှုကဆက်ယုံမှုကိုအမတချက်တော့မေးကြည့်ကြည့်ရယ်ဒီလိုကနန်းမျိုးဆိုတဲ့ဟာကသူကိုယ်တိုင်လည်းတစင်းချင်းဆက်ပြီးတော့ဆွေးနွေးရမယ်အကြောင်းအရာလေးရှိတယ်နောက်တစ်ခုကဆွေးနွေးတယ်ဆိုတဲ့အခြေအနေမျိုးဆိုတဲ့ဟာကချက်ချင်းမပြီးနိုင်ဘူးအဲ့တော့အလုံးစုံရဲ၅ရက်ပေးပေးပါအဲ့ဒါဆိုရင်သူတို့ပြန်ပြောပြလိုက်မယ် ပြောတဲ့အခါကျရင်လည်းအခုညီမတို့တွေမှာဒုဆက်ယုံမှာဝန်ထမ်းတွေရွေးချယ်ထားတဲ့ WCG ရှိတယ် WCG ကနေတဆင်းဘာလို့တွေပြောကြပေးတယ်ဟုတ်ပြီလားဘာဖြစ်လို့လဲဆိုဟုတ်ပြီကိုရီးယားဒုတွေအခုတောင်းတောင်းတောင်းဆိုပြီးွားပြီပဲဆွေးနွေးမယ်လို့လည်းပြောထားပြီးပြီပဲဟုတ်ဒီလောက်ကနေအများကြီးကိုတမီးတို့တို့အမှရှင်းပြထားပြီးသားအာခဏလေးနဲ့ရက်ပိုင်းတသေးလေးနဲ့မပြေလည်နိုင်ဘူးအာအပြေမပေးနိုင်တော့ဘူးဆိုတဲ့ဟာလူတိုင်းကြည့် အချိန်နဲ့ယူရမယ်ဆိုတာလူတိုင်းသိရဲ့ဟုတ်အဲ့တော့အလုံးလို့ရမှာရဲ့အချိန်ပေးပေးပါပြီးသွားတဲ့အခါကျရင်ပြန်ပြီးပြောပြပေးပေးမယ်နောက်တစ်ခုကအခုလိုလက်ရှိပုံစံကထပ်ပြီးတော့အမှရှင်းပြပေးပေးမယ်အလုံးကွင်ကိုမဝင်ဘူးဆိုတဲ့ဟာကကိုယ်တော်ကိုယ်ဆန္ဒနဲ့အလုံးကွင်မဝင်တာဟုတ်တယ်မလားဟုတ်လားဟုတ်ပြီဒါပေမဲ့ ခွင့်ပြုချက်တွေယူထားတာမရှိဘူးဟုတ်လားဟုတ်ပြီဒါကြောင့်မို့ဒီလိုပုံစံမျိုးကအာဥပဒေကိုတော်လွန်ပြီးတော့လုပ်တဲ့ခွင့်ပြုချက်မရှိတဲ့စုယုံမှုမျိုးဖြစ်နေတယ်ဒါကြောင့်မို့ဒါကြောင့်မို့ဆောနကအမှားလို့ရှင်းပြတဲ့အတိုင်းပဲပုံမှန်လုပ်ငန်းဝင်ပြန်ဝင်ပေးပါအဲ့ဒီရက်တွေကြတဲ့အခါကျရင်အမတို့ပြန်ပြီးတော့အကြောင်းကြားပေးပေးမယ်။အဲ့ဒါကိုလည်း ဝန်ထမ်းတွေအားလုံးသိနိုင်တဲ့အခြေအနေမျိုးဖြစ်အောင်ပြန်ပြီးတော့ပြောပြပေးပေးမယ်။ဒါကလည်း WCC ဆိုတဲ့ဟာကဒုစရိုက်ရုံမှာရှိပြီးသားဝန်ထမ်းတွေကိုယ်တိုင်မဲထည့်ပြီးတော့ပေးခဲ့တဲ့ WCC တွေနောက်တော့အလုံးမကိုယ်စားလှယ်တွေရှိတယ်။အဲ့ဒီအလုံးမကိုယ်စားလှယ်တွေ WCC တွေကနေပေါ်တဆင်းအမလို့တွေပြန်ပြီးတိချပြောပြပေးမယ်။ဟုတ်ပြီနော်။အခုညီမတို့တွေက9ရက်ကကြာလုံးပါတယ်။အလုံးလို့ရ9ရက်ကကြာလုံးပါတယ်ဆိုတဲ့ကြောင့်အမနောက်ဆုံးအဆင့်ထိရအောင်ညှိခဲ့ပေးတယ်။ ူတို့အလုပ်လုပ်ရဲငားရတော့မဖြစ်မနေလို့ရဲအဲ့လိုမှမဟုတ်ဘူးဆိုရင်တစ်ဆင့်တစ်ဆင့်နဲ့အာဆွေးနွေးရတဲ့အချိန်နဲ့ဘတ်ဂျက်လေးနဲ့ကဘယ်လိုမှအဆင်မပြေနိုင်ဘူးဒါကြောင့်သူအဲ့ဒီအချိန်မှပဲပြန်ပြီးတော့ပြောပြပေးနိုင်မယ်ဆိုတဲ့ဟာကိုပြောရဲဟုတ်ပြီဒါဆိုရင်ဒါဆိုရင်အချိန်လေးတခုအတိရပြီဆိုတဲ့အခါကျရင်ကိုအဆင်ပြေမပြေဘူးဆိုတဲ့ဟာတွေကရှိလာနိုင်တာပဲတိတ်နေတာတခုကတရားရာဂိုင်းနှုံးရတော့တရားရာဂိုင်းနှုံးရတော့ပြီးပြီဘူး မလဲဘူးအဲ့ဒါကမလုံပေးဘူးလို့မှန်ကြီးပေးဘူးလို့လုံးဝပြောတာမဟုတ်ဘူးနောက်တစ်ခုကငါတို့ပြောတဲ့ဟာကိုရှော့ပြီးတော့များပြောလိမ့်မလားလုံးဝမဟုတ် ူးရှင်းဆက်သွားဖို့ညီမတို့မလို့ခြင်းဘူးလားဒီပုံစံအတိုင်းပဲရှိနေကြတာလားအခုဒီပုံစံအတိုင်းပဲတရားသဘောက်ပြောပြီးတော့ဒီပုံစံအတိုင်းပဲရေးလိုက်အားလိုက်နဲ့ဆက်သွားခြင်းလားဒါမှမဟုတ်အမတို့ရှင်းဆက်ပြီးအလုပ်လုပ်ရမလားဒီချက်ကပုံစံ အခုညီမလို့လည်းပြောထားပြီးပြီအချိန်ကိုလည်းအတက်နိုင်ဆုံးတိုးအောင်လို့ညီနိုင်ပေးထားပြီးပြီအဲ့ဒီဟာမှာမတယောက်တော့အော်မယ်ဒီပုံစံတိုင်းပဲဆက်သွားဖို့ညီမတို့ကလိုအပ်တာလားအခုအမရှင်းပြနေတဲ့အကြောင်းအရာကကျန်တဲ့အကြောင်းအရာတွေမပါဘူးအခုအမပြောပြနေတဲ့အကြောင်းအရာကညီတို့တွေသင်ပြတောင်းဆိုတဲ့အကြောင်းအရာတွေကိုသိပြီး ဟုတ်ပြီနော်ဒီမြတ်တောင်းဆိုတဲ့အကြောင်းအရာတွေကိုသိပြီအဲ့ဒါကိုလည်းညီနိုင်ပြီးဖို့အတွက်လုပ်ပေးမယ်ဆိုတော့ကအမားတို့အလုံးလုံးရဲ့ခုနှစ်ရက်ဆိုတဲ့ဟာကြာတယ်ဆိုတဲ့ကြောင့်အလုံးလုံးရဲ့၅ရက်ကိုတော့အမားတို့ကိုအတက်မှန်ကိုပေးပေးပါပြီးွားရင်ပုံမှန်လုပ်ငန်းအခုနေ့အခုပြီးွားရင်လုပ်ငန်းကိုပြန်ဝင်ပေးပါလို့အမားတို့တင်ပြတယ်ညီမတို့တောင်းဆိုသလိုအမားတို့လည်းတောင်းဆိုတယ်ဘာဖြစ်လို့လဲအခုကဲထားပါတော့အမားတို့အလုံးလုံးပဲကွာ ဒီနေ့အလုံးချိန်ဘယ်လောက်ရောက်သွားပြီလဲအမားတို့တွေကာစာမောင်ကိုပို့ဝေးပါမယ်ဆိုတော့ထုတ်ကုန်တွေဘယ်လောက်တောင်းတော့ကြသွားပြီလဲဒါတွေကလာထပ်ပြီးတော့ပြဿနာဖြစ်လာရင်အမားတို့ရှေ့ဆက်အလုံးသုံးရမယ့်အကြောင်းအရာတွေကပို့ပြီးခက်ခဲရုံပဲရှိရနားလဲလားဒါတော့တို့တစ်ဖက်နဲ့တစ်ဖက်တောင်းဆိုရဲဆိုတဲ့သဘောတရားမှာညှိနှိုင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောရတာ ုလိုမျိုးလူအများကြီးမှာလူ6000ရှင်6000ကတယောက်တစ်ပေါက်ပြောနေမယ်ဆိုရင်အမတို့ဘယ်တော့မှဒီ6000လုံးရဲ့စံသားတွေတရားရပိုင်းလုံးပြည့်မီမှာမဟုတ်ဘူးအဲ့တော့တယောက်တစ်ပေါက်ပြောအောင်မဟုတ်ပဲနဲ့အခုငါတို့ပုံတောင်းဆိုတဲ့အကြောင်းအရာရှိပြီတိလဲတိပြီအဲ့ဒါကိုလည်းညှိနှိုင်းပေးမယ်လို့ပြောထားပြီးပြီလက်ရှိရှိနေတဲ့ပုံစံကလည်းဥပဒေအရစူပေါင်းစည်းရုံးတာမျိုးစုဝေးတာမျိုးလည်းမဟုတ်မနေဘူးဒါကြောင့်မလို့ လုပ်ငန်းဝင်ပြန်ဝင်ပေးပါလို့တောင်းဆိုတာဒီမှာတို့တောင်းဆိုသလိုမှတို့လည်းတောင်းဆိုတာအခုတို့မျိုးပဲအလုပ်ချိန်ချက်ပြီးတော့ပြက်နေတယ်ပြက်နေတယ်ဆိုတဲ့အခါကျရင်အမတို့တွေအမခံပေးထားတယ်ထုတ်ကုန်တွေကိုမထုတ်ပေးနိုင်ဘူးပေါ်ရမယ့်အချိန်တွေနောက်ကြမယ်အဲ့ဒီအခါကျရင်နောက်ထပ်ပြဿနာတွေထပ်ပြီးဖြစ်တဲ့အခါကျရင်ငါတို့ပဲအကျိုးအဲ့ဒီရဲ့ဈေးခံမှုကိုခံရမှာလေဒီတော့ အဲ့တော့နားလည်ဖို့အကုန်လုံးကနားလည်ဖို့လိုတယ်ခုနှစ်ရက်ဆိုလို့ခုနှစ်ရက်ဆိုလို့အမအချိန်ရော့အောင်၅ရက်ဆိုပြီးတော့ငါတို့၅ရက်အတွင်းမှာတိတ်ချက်အောင်ညှိနှိုင်းပေးပေးပါပြန်ပြီးအကြောင်းပြန်ပေးပါလို့ပြောထားပြီးပြီ။အမမေမေဟုတ်ပြီဥပဒေအကြောင်းငါတို့တွေ ရှင်းလင်းပြကြအောင်ဟုတ်ပြီနော်တကယ်လို့အမပြောတာမားနေခဲ့တယ်ဆိုရင်ခဏနေကြရင်အမတကယ်လို့ဒါညီမတို့တွေကလိုအပ်တယ်အမတဏီပြောတာမယုံဘူးဟုတ်ပြီနော်အမတဏီပြောတာမယုံဘူးတက်ဆိုင်ရာအရာရှိတွေဥပဒေအရာရှိတွေကလာပြောမှယုံပါတယ်ဆိုရင်အမလူဥပဒေအရာရှိတွေကိုခေါ်ပေးပေးမယ်ဟုတ်ပြီနော်အခုဟုတ်ပြီအဲ့ဆိုရင်အမရှင်းပြမယ်အပြင်းအပြင်းလူတွေ

ကဲပါမျိုးတို့ရေမိုးဝဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီလူရောက်6000ကျော်ပေါ့နော်ဒီလစာတော့မပြည့်ပြတ်တဲ့အချိန်ပိုပြီးစင်ခိုင်းလို့အခုဆိုလို့ရှိရင်တော့ဆန်နှပြနေကြတာပေါ့နော် ဒီစက်ရုံကတာဝန်ရှိတဲ့သူကလည်းအာမခံနေပြီမဲ့လဲတေချာရေးရမှုမရှိဘူးပေါ့နော်ဒီလိုမျိုးတော့မဖြစ်သင့်ဘူးလို့တော့ထင်ပါတယ်ဒီအလုပ်သမားတွေကအယောက်မှနစ်နာစီရေပေါ့နော်မရှိလို့လာလို့စားတဲ့သူတို့ကနေပြီးတော့ခေါင်းမုတ်ဖြစ်တော့တိတ်အဆင်မပြေဘူးလို့တော့ထင်ပါတယ်ကြည်တဲ့မျိုးလည်းဘဟုတရသင်္ကန်းဆောင်ရအောင်လို့ပြန်လည်မျှော်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင်ဆက်ချက်ကလေးတွေလည်းဗီဒီယိုလေးရဲ့အမကောမန့်လေးတွေရေးပြီးလို့ရပါရှေ့နောက်ထပ်လည်းမုတ်ဆက်လေးတစ်နေ့ဟာတပ်ဗီဒီယိုလေးဘဟုတရရက်စရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့ကြည့်ဆက်ပြီးတော့မှမဟုတ်မွေး channel လေးကိုလည်းဆက်ကွေးနေတာဖို့တောင်းဆိုပါရှေ့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော် Da-da-da.